တရုတ်နိုင်ငံရဲ့စီးပွားရေးဟာကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုလို့လူသိများပေမဲ့အခုတော့အင်ချမ်းမြေအကျက်တဲကြောင့်ဘန်ရီဒေဝါလီခံရဖို့အနေနဲ့ရင်ဆိုင်နေရပါပြီးနိုင်ငံအနှံ့ဆန္ဒပြမှုတွေဘာကြောင့်ဖြစ်ပေါ်လာရတာလဲဒီပြဿနာကိုဘလို့ဖြေရှင်းနိုင်မလဲဒီဗီဒီယိုမှာ အဖြေရှာကြည့်ရအောင် ဲလိုက်နှိပ်ပြီး subscribe လုပ်ထားပြီးအဆုံးထိကြည့်ပေးကြပါနော်။တရုတ်ရဲ့အင်ချန်မြေဈေးကွက်ဟာနှစ်ပေါင်းများစွာစီးပွားရေးရဲ့အကြီးကအင်ဂျင်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Airbus လို့အကြီးစားအမေကုမ္ပဏီတွေအကျွေးတင်ပြီးဒီဝါလီခံရတဲ့ဖြစ်ရပ်ကအကျက်တဲကိုစတင်ခဲ့တာပါ။ဒီလိုကုမ္ပဏီတွေဟာဘန်တွေစီကချင်းငွေတွေအများကြီးယူထားပြီးအင်ယာတွေဆောက်လုပ်ခဲ့ပေမဲ့ဈေးကွက်ထဲဝယ်လိုအားကျဆင်းလာတဲ့အခါပြန်မဆက်နိုင်တော့ပါဘူး။ဘန်တွေဟာအကျွေးမဆက်နိုင်တဲ့အနေနဲ့ရင်ဆိုင်နေရပါပြီ။ အိမ်ချမ်းမြေကုမ္ပဏီတွေပြိုလဲလာတဲ့အခါဘဏ်တွေရဲ့ချင်းငွေတွေပြတ်မရနိုင်တော့ပါဘူး။တရုတ်ရဲ့အကြီးကဘဏ်တွေဟာအစိုးရပိုင်ဖြစ်ပြီးပြည်ရဲ့ထိန်းချုပ်မှု အောက်မှာရှိပါတယ်။ဒါပေမဲ့ဒီဘဏ်တွေမှာအကျွေးမဆက်နိုင်တဲ့ပြဿနာတွေပိုများလာတာကြောင့်ဒေဝါလီ ခံရဖို့အန္တရာယ်ကနှီးလာနေပါပြီ။ဒါဟာတရုတ်ရဲ့စီးပွားရေးတစ်ခုလုံးကိုထိခိုက်နိုင်တဲ့ကြီးမားတဲ့ပြဿနာတစ်ခုပါဆန္ဒပြမှုတွေဘာကြောင့်ဖြစ်လာတာလဲ။ အိမ်ချမ်းမြေကုမ္ပဏီတွေဒေဝါလီခံရပြီးဘဏ်တွေပြည်တလာတက်လာတဲ့အခါတာမန်ပြည်သူတွေရဲ့ဘဝတွေထိခိုက်လာပါတယ်။အိမ်ယာတွေဝယ်ထားတဲ့သူတွေဟာအိမ်မရသလိုဘဏ်မှာငွေစုထားသူတွေလည်းငွေပြန်မရမှစိုးရိမ်နေကြပါတယ်။ဒါကြောင့်နိုင်ငံအနှံ့ဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီးအစိုးရပေါ်ယုံကြည်မှုကျဆင်းလာနေပါပြီ။ဘဏ်တွေကိုပြန်လည်ဖွဲ့စည်းဖို့ပထမဦးစွာတရုတ်အစိုးရအနေနဲ့ဘဏ်တွေရဲ့အကျွေးပြည်တနာကိုဖြည့်ရှင်းဖို့ဘဏ်တွေကိုပြန်လည်ဖွဲ့စည်းဖို့လိုအပ်ပါတယ်။ ဒါမှလည်းဘန်တွေရဲ့ငွေကြေးစည်းစိမ်မှုပြန်လည်တည်ငြိမ်လာမှာပါဥပမာအစိုးရအနေနဲ့ဘန်တွေကိုငွေထောက်ပံ့ပေးပြီးအကျွေးမဆက်နိုင်တဲ့ချေးငွေတွေကိုပြန်လည်စီမံခန့်ခွဲဖို့လိုအပ်ပါတယ်အိမ်ချမ်းမြေဈေးကွက်ကိုပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ဒုတိယအနေနဲ့အိမ်ချမ်းမြေဈေးကွက်ကိုပြန်လည်တည်ငြိမ်အောင်လုပ်ဖို့လိုအပ်ပါတယ်။အစိုးရအနေနဲ့အိမ်ယာဝယ်လိုအားကိုမြင့်တင်ဖို့အခွန်သက်သာခွင့်တွေဒါမှမဟုတ်အိမ်ယာချင်းငွေအတွက်အတိုးနှုန်းသက်သာတဲ့အစီအစဉ်တွေထုတ်ပေးနိုင်ပါတယ်။ဒါမှအိမ်ချမ်းမြေကုမ္ပဏီတွေ ပြန်လည်အသက်ဝင်လာမှာပါ။ နောက်ဆုံးအနေနဲ့ပြည်သူတွေရဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့လိုအပ်ပါတယ်။အစိုးရအနေနဲ့ဗန်တွေမှာငွေစုထားသူတွေရဲ့ငွေတွေကိုအာမခံပေးဖို့အစီအစဉ်တွေထုတ်ပြန်ပြီးဆန္ဒပြမှုတွေကိုတရားမျှတစွာဖြေရှင်းဖို့လိုအပ်ပါတယ်။ဒါမှသာပြည်သူတွေရဲ့စိတ်ချမှုပြန်ရလာမှာပါ။တရုတ်အနေနဲ့ဒီပြဿနာကို တကိုယ်တည်းမဖြေရှင်းနိုင်ရင်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေစီကအကူအညီရယူဖို့စဉ်းစားနိုင်ပါတယ်။ဥပမာ IMF လိုအဖွဲ့အစည်းတွေကအကြံဉာဏ်နဲ့ငွေကြေးထောက်ပံ့မှုတွေပေးနိုင်ပါတယ်။ တရုတ်ရဲ့အိမ်ချမ်းမြေအကျက်တဲဟာတာမန်ပြဒနာတစ်ခုမဟုတ်ပါဘူးဒါပေမဲ့အစိုးရအနေနဲ့ဘန်တွေကို ပြန်လဲဖွဲ့စည်းပြီးပြည်သူတွေရဲ့ယုံကြည်မှုကိုပြန်တည်ဆောက်နိုင်ရင်ဒီအကျက်တဲကိုကျော်လွှားနိုင်မှာပါဒီဗီဒီယိုကိုကြည့်ပြီးတင်မာရီထက်ထင်မြင်လဲခမဲ့မှာရေးပြီးရှစ်လုတ်သွားဖို့မမေ့နဲ့တော့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့မယ်